င်္ဂလာပါကျွန်တော်ရဲ့ K Pro Channel ကနေပြန်လဲကြိုဆိုပါတယ်ဒီကနေ့ဗီဒီယိုမှာပင်လယ်ခြေအောက်နေဖြစ်တဲ့ Steam Wing ခေါ်ငလေးကြောက်အကြောင်းကိုပြန်လဲမျှဝေပြီးတော့မှာဖြစ်ပါတယ်ကဘာပေါ်မှာငလေးကြောက်မျိုးစိတ်ပေါင်း939မျိုးခန့်ရှိပြီးအမျိုးမျိုးကွဲပြားကြပါတယ်ဥပမာငလေးကြောက်သခေါ်ငလေးကြောက်စော်စားတစ်ဖြစ်ပေါ်အမျိုးမျိုးရှိကြပါတယ်ရသောအချင်းပင်တဲ့သမုတ်တရာကျမ်းပြင်တွေမှာနေထိုင်ကြပြီးအဲဒီတဲပေလျှော့နေကြမှာပိုးအောင်ပြီးတော့နေတတ်ကြပါလိမ့် ရေငြိမ်ပြီးဒီအပူချိန်များတာတဲ့ရေအပူပိုင်းဒေသတွေမှာအများဆုံးတွေ့ရတတ်ပါတယ်။မလေးကျောင်းတွေကရေတိမ်ပိုင်းကံရက်ဒေသနဲ့သမုတ်တရာအောက်ကျမ်းပြေအောက်ခြေထိနေထိုင်ကြပါတယ်။မလေးကျောင်းတွေကကံရက်ရေတိမ်ပိုင်းဒေသမှာရေနှစ်ပိုင်းထိနေထိုင်ကြပါတယ်။မျိုးစိတ်အများစုမှာရေတိမ်ပိုင်းကံရက်ဒေသနဲ့သမုတ်တရာကျမ်းပြေအောက်ခြေတွေနေထိုင်ကြပါတယ်။ပင်နေကျမ်းပြေမှာရှိတဲ့တရဝငယ်တွေကိုသူတို့ရဲ့အစာဖြစ်အဓိကထားစားသုံးပါတယ်။အာသူတို့ရဲ့အစာကတော့ဒီမှာ ခုံးကောင်းကနန်းပစောစတဲ့ဖြစ်ပေါ့နော်အဲ့ဒီအခေါ်မာများဖြစ်တဲ့အကောင်ခေါ်မာများဖြစ်တဲ့အဲ့ဒီသူတို့ထငယ်တဲ့တရဝငယ်တွေကိုသူတို့ရဲ့အစာဖြစ်အဓိကထားစားသုံးပါတယ်အရွယ်အစားကတော့မျိုးစိတ်အလိုက်အလုံးကွာချပါတယ်အသေးဆုံးမျိုးစိတ်ကတော့6လက်မှခတ်တာရှိပါတယ်အကြီးဆုံးမျိုးစိတ်ကတော့ကျွန်တော်တို့7ပြီးမှ8တရာတိရှိပြီးကြီးမားတဲ့အခါလဲဘိန်းပုံတံခတ်ရှိပါတယ်ဒါလေးကြောင့်အများစုမှာကြာဘောပုံစံမျိုး အမီးရှိပါတယ်သူတို့ရဲ့အမီးမှာမကြောချွန်ထက်တဲ့အစိတ်အစူရောတစ်ချောင်းမှ၃၆ခန်းရှိပါတယ်သူတို့ရဲ့အစိတ်အစူရောကိုထိမိမယ်ဆိုရင်ကျွန်တော်တို့နာကျင်နာကျင်တာတို့ရောင်ရမ်းတာတို့ဒီကျွတ်တတာတို့နှလုံးခုန်မြန်တာတို့အဲ့ဒီမျိုးတွေဖြစ်တတ်ပါတယ်ရှာပါမျိုးစိတ်ဖြစ်တဲ့၃ပြင်တိုင်းကလေးကြောက်အချို့ရဲ့အစိတ်ပြေအောင်ကတော့အသည့်အန္တရာယ်ကိုဖြစ်စေနိုင်ပါတယ်အဲ့ကြောက်တွေရဲ့မျိုးပွားနှုတ်ကတော့မျိုးစိတ်အလိုက်ကွာခြားနိုင်တော့လေမျိုးပွားနှုတ်နှေးကွေးပါတယ် မျိုးပွားရာသီကတော့မျိုးစိမ့်နဲ့ဒေတာပေါ်မူတည်ပြီးကွာချားနိုင်တော်လဲညာအဖြစ်ငွေဥပေါက်နဲ့ငွေရာသီအတွင်ဖြစ်ပေါ်နေရှိပါတယ်။မလေးကျောက်တွေကဥဥပြီးအကောင်ပေါက်တဲ့အမျိုးအစားဖြစ်ပါတယ်။သူရဲ့ကိုယ်သွင်းမှာဥအဖြစ်ဥထားပြီးဒီဥရဲ့နှစ်ကုန်သွားတဲ့အထိအချိန်ကာလ3လ5လခန့်အကြာတွင်အကောင်လိုက်မွေးဖွားပါလိမ့်။ငလေးเจ้าတွေရဲ့ထူးခြားချက်ကတော့ခေါင်းနဲ့ခန္ဓာကိုယ်ပြားပြီးဘေးဘက်ကိုကားထွက်နေတဲ့ဒီရင်ဆူးတောင်များကြောင့်စော်သွမဟုတ် ဒီရက်တောင်လည်းပုံတန်းသူပါလေလျက်စင်ကလေးကြောက်ဟူသောမျိုးစိတ်အချို့မှာရန်သူသူမဟုတ်သားကောင်ကိုလျက်စစ်တက်လိုက်သွားအောင်ပြုလုပ်နိုင်တဲ့စွမ်းရည်ရှိပါတယ်။ကလေးကြောက်တွေရဲ့တက်တန်းကတော့မျိုးစိတ်အလိုက်ကွာချနိုင်ပါတယ်။ကျမ်းမြောက်အပြည့်15နှစ်မှ25နှစ်ခန့်အထိအသက်ရှင်နေနိုင်ကြပါတယ်။ကြီးမားတဲ့မျိုးစိတ်တွေကတော့ပုံမတက်တန်းရှိပါတယ်။ တမုတ်တီယာကျမ်းပြတဲတူမဟုတ် short out မှာဒီတဲတူမဟုတ် short out မှာသူတို့ပုံအောင်နေထိုင်မှုနေထိုင်ရေးရှိပါတယ်သူတို့ရဲ့ခန္ဓာကိုယ်ပုံတံခါးကဒီပတ်ဝန်းကျင်နဲ့ live ဖက်ညီမှုကြောင့်ဒီရန်သူရန်မှာဒီကောက်ွယ်နိုင်ပါတယ်